မတရားသောမေထုံကိုတမာကျင်းစာထဲမှာရှောင်ကျင်ဖို့အတန်တန်တတိပေးထားပါတယ်။ Okay ဒါဆိုရင်ဟုတ်ပြီမတရားသောမေထုံဆိုတာဘာလဲ။မတရားသောမေထုံဆိုတာဖယားသခင်စကားနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့လိမ်မှုကျူးလွန်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်အိမ်ထောင်ရေးမှာပြုတဲ့လိမ်မှုကလွဲလို့အပြင်မှာပြုတဲ့လိမ်မှုအလုံးအလုံးကမတရားသောမေထုံအပြစ်ဖြစ်ပါတယ်။ ဒါကြောင့်မတရားတော့မေထုံကိုကျင်ရှောင်ပါလို့ပြောလိုက်တဲ့အခါမှာတတိထားပါရှောင်ပါဆိုတာထွက်ပြေးခိုင်းတာတဲ့တဲ့ရင်ဆိုင်ခိုင်းတာမဟုတ်ဘူး။ဘာကြောင့်လဲ main ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အဲ့ဒီမတရားတော့မေထုံ ਨੇ ပတ်သက်လာတဲ့အခါမှာစုံစမ်းနောက်ချက်ချင်းကို မခံနိုင်ကြဘူး။အဲ့ဒီကြော့ခွင်းထဲမှာဝင်ဝင်မိသွားတတ်တယ်။အတိတရားပျောက်ပြီးတော့မှဘာကိုဘာလုပ်နေမှမသိပဲလှုပ်ပြီးမှပဲ ဟာဒါအပြစ်ပဲဆိုမှနောင်တတွေရမိနေတတ်ကြတယ်။ဒါကြောင့်မတရားတော့မိထုံကြုံလာတဲ့အခါမှာဖြစ်လာနိုင်ခြေရှိတော့မယ်ဆိုရင်အမြန်အဲ့ဒီကနေအမြန်ထွက်ပြေးပါအဲ့ဒီကနေအမြန်ရှောင်လိုက်ပါလို့ကျန်းစာကပြောတာလက်မထက်ခင်မှာလိမ်မှုမကျူးလွန်ပါနဲ့အဲ့ဒါမတရားတော့မိထုံမှုမြောက်ပါတယ်အိမ်ထောင်ရှိနေတဲ့သူလဲမိမိအိမ်ထောင်မှာပြူတဲ့ကိစ္စကလွဲလို့တခြားမှာတွားယူတော့မှအိမ်ထောင်ဖောက်ပြန်နေတယ်ဆိုရင်မတရားတော့မိထုံအပြစ်တင်လုပ်နေပါပြီ။ လိန်တူတွေလည်းမတရားတော့မေထုံအမှုမြောက်ပါတယ်တချို့ကပြောကောင်းပြောမယ်ဆရာကြီးကျွန်တော်တို့ကလိန်တူဖြစ်ချင်လို့ဖြစ်နေတာမဟုတ်တာမွေးကလေးကလိန်တူစိတ်ပါလာလို့ဖြစ်နေတယ်လို့တချို့ပြောကောင်းပြောမယ်ကျွန်တော်ပြောမယ်မွေးကလေးကလိန်တူစိတ်ပါလာတာတင့်အပြစ်မဟုတ်ပေမဲ့အဲ့ဒီလိန်တူစိတ်ကိုရှေ့လျှောက်အခွင့်ပေးပြီးတော့မှလိုက်ရောပေးနေတယ်ဆိုရင်တင့်အပြစ်ဖြစ်သွားပြီဘာနဲ့တူလဲသိလားကျွန်တော်မွေးကလေးကဒေါတာတအားကြီးတယ်ဆိုရင်တသက်လုံးဒေါတာကြီးနေရမှာလားမဟုတ်ဘူးလေ ကျွန်တော်မွေးကလေးကသူများကိုတအားဆဲချင်တဲ့စိတ်ပါလာတယ်ဆိုရင်တသက်လုံးလိုက်ဆဲနေရမှာလားမဟုတ်ဘူးလေကျွန်တော်မွေးကလေးကအင်ဂျီဘောင်းပြီးမဝတ်ချင်တဲ့အကျင့်ပါလာတယ်ဆိုရင်တသက်လုံးလူကြီးဖြစ်ရင်အင်ဂျီဘောင်းပြီးမဝတ်ပဲနေရမှာလားမဟုတ်ဘူးလေမွေးလာကလေးကဖြစ်လာတာတင့်အပြစ်မဟုတ်ဘူးဒါပေမဲ့တင့်မပြောင်းလဲပဲနေရင်တင့်အပြစ်ဖြစ်သွားပြီတင့်မှရွေးချယ်ပိုင်ခွင့်ရှိလို့ဒီတိုင်းပဲလိန်သူစိတ်ပါလာတယ်ဆိုရင်လေယေရှုခရစ်တော်၌အသစ်ပြုပြင်တော်သူဖြစ်နိုင်ပါတယ်မဖြစ်နိုင်ဘူးလို့မပြောပါနဲ့ချစ်တော်ညီကိုမှမတော့ အခင်ယေရှုခရစ်တော်၌မဖြစ်နိုင်တာမရှိပါဘူးအာမင်လူမီဒီကခရစ်တော်၌ရှိရင်အသစ်ပြုပြင်သောတတဝါဖြစ်တယ်ဟောင်းသောယာတို့ဒီပြောင်းလဲ၍ခတ်သိမ်းသောယာတို့ဒီအသစ်ဖြစ်ကြပြီအာမင်ဒါကြောင့်တင်တင့်ကိုပြောင်းလဲပေးနိုင်တယ်ဆိုတာယုံကြည်ပါယေရှုခရစ်တော်တင့်ကိုချစ်တယ်တင့်ကိုပြောင်းလဲပေးနိုင်တယ်အိုးဘာအပြစ်ကနေပဲဖြစ်ဖြစ်တင့်ကိုကယ်တင်နိုင်တယ်နောက်ဆုံးလိန်တူအပြစ်ပဲဖြစ်ဖြစ်လိန်တူရဲ့ချုံနောက်မှုကနေလဲလွတ်မြောက်ခြင်းတယ်ဆိုရင်ယေရှုခရစ်တော်ကိုခေါ်ကြည့်ပါခေါ်ရင်ထူးတဲ့ဖရားဖြစ်တယ် တင်နှောင်တရဖို့လိုတယ်အမြန်နှောင်တရပါဖယားသခင်ခွင့်မလွတ်နိုင်တဲ့အပြစ်မရှိဘူးတင်တာနှောင်တမရသေးတာโอเคအဲ့လိုပြောလိုက်လို့ဟာဒါဆိုလို့ရှိရင်ဖယားသခင်ခွင့်လွတ်နိုင်တယ်ဆိုရင်ငါတို့တွေမတရားတော့မေထုံအများကြီးပြူမှာနှောက်မဝင်ချမယ်လေအဲ့လိုမျိုးပြောကောင်းပြောမယ်တချို့လူငယ်တွေအဲ့လိုသွေးကောင်းသွေးမယ်အဲ့ဒီအသွေးခေါ်ကစာတန်ကလာတဲ့အသွေးခေါ်ဖြစ်တယ်စစ်မှန်တဲ့နှောင်တတရားမဟုတ်ဘူးအဲ့လိုသွေးခေါ်တဲ့သူကစစ်မှန်တဲ့နှောင်တတရားဘယ်တော့မှအပြစ်ကိုမနစ်သက်ဘူးကျွန်တော်ခဏခဏပြောတယ် စစ်မှန်တဲ့ယုံကြည်သူကအပြစ်ကိုအားရပါးရတလုံးမှနောင်တရလိုက်မယ်အဲ့လိုမျိုးဘယ်တော့မှမတွေးခေါ်ဘူးတင်အဲ့လိုတွေးခေါ်နေတယ်ဆိုရင်တင်ကယ်တင်ချင်းမရသေးလို့ဖြစ်တယ်ဒါကြောင့်မတရားတော့မိထုံကိုမပြုတ်သေးတဲ့သူတွေတတိထားရအောင်စင်ကြအောင်တက်ရှင်အတ္တာမှာမတရားတဲ့မိထုံကိုပြုမိတဲ့သူတွေအပြစ်ဝင်ချိုင်မှနောင်တရရအောင်အပြစ်ဝင်ချနောင်တရမယ်ဆိုရင်ဘုရားသခင်တင့်ကိုခွင့်လွတ်မယ်အတစ်ပြုတ်ပြင်းတဲ့သူဖြစ်စေမယ်အာမင်နောင်တရပြီးရင် နောက်တစ်ခါဘယ်တော့ဘယ်တော့ဘယ်တော့မှအဲ့ဒီမတရားတဲ့မေထုံကိုမလုပ်ပါနဲ့တော့မတရားတဲ့မေထုံကိုဆက်လုပ်နေတယ်ဆိုရင်ဖရာရဲ့စုံမချင်းကဒီထက်ပိုမှကြီးသွားလိမ့်မယ်